ဘသည်တွေကိုဒါဘလို့လုတ်ခွင့်ပြုတာเนาะစခန်းပြင်မှာတွေ့ရလုတ်လုတ်ခွင့်ပြုတာဒါပထမဆုံးအချိန်ပဲဒါလည်းပါလို့ဆိုတော့ထိုင်းနိုင်ငံမှာကလုတ်သားလိုအပ်ချက်အခုတော့ဒီမှာဖြစ်နေတယ်သူတို့ထုတ်ပြန်ချက်တွေက၄000ကျော်လတ်တော့လိုတယ်လို့သိရတာပေါ့เนาะနောက်တစ်ခုကတော့ဒီထိုင်းနိုင်ငံအရှိပဲချမ်းပါဆိုလို့ချင်းထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပကဖြစ်ပြီးနောက်ပိုင်းမှာအာအဲ့ဒီကမ္ဘောဒီးယားတွေအလုတ်ကနေထွက်သွားတာ哦အဲ့တော့သူတို့နိုင်ငံစီးပွားရေးအဲ့နေရာတွေမှာလည်းအစားထိုးဖို့လိုတယ်ဒါကြောင့်မို့သူတို့ကနေပြီးတော့ဒီ ဒုက္ခရဲ့စခန်းကနေပြီးတော့ဒုက္ခသည်တွေအလုံးလုံးနိုင်တဲ့အရွယ်တွေပေါ့နော်ဆက်ရှင်နှစ်ကနေပြောမှဆိုရင်59အထိအဲလူတွေကိုဒီလိုနေရာမှာအစားထိုးဖို့အတွက်ဒါအကောင့်တွေပေါ်ပြီးဖြစ်လာတာပဲဒါတစ်ဖက်ကလည်းအလုံးသမားတွေအဲဒီပြောရမယ်ဆိုလို့ရှင်တို့ဒုက္ခသည်တွေအတွက်လည်းဒါအခွင့်အလမ်းတစ်ခုရတာတော့အကောင်းပါတယ်လို့ပြောလို့ရတယ်ပေါ့သူတို့အနေနဲ့ အခုဆိုလို့ချင်းတို့အဓိကတော့ဟိုဟိုဒါပေါ့နော်အချက်အခြေခံအချက်နှစ်ချက်ရပြီးတဲ့အခါကျရင်တော့ဒီဝက်ပမင်ရတဲ့အထိသွားဖို့ကတော့6ချက်ရှိတာပေါ့နော်နှစ်ချက်ကတော့ဘာလဲဆိုတော့အာပထမအဆုံးတို့ကတက်ဆိုင်ရာတို့ကဒီခရိုင်ရုံးမှာပေါ့နော်အဲ့ဒီဟိုထွက်ပြီးတော့စကမ်းပြည်မှာထွက်ပြီးအလုပ်လုပ်ဝင်ကိစ္စကိုတို့ကအာခရိုင်ကထွက်ခွာခွင့်ပေါ့နော်အဲ့ဒါမျိုးယူရမယ်ဒါပေမဲ့အဲ့ဒါမယူခင်မှာကန့်ကောမဒီပေါ့ အဲ့ဒီကနေပြီးတော့တို့ကဒါလည်းစီးရင်ပေးထားပြီးဖြစ်မှာပါအဲ့ဒီကနေပြီးတော့တို့ဟိုဟာဒီအလုပ်ရှင်တွေကနေတို့နာမည်နာမည်စီးရင်နဲ့လာပြီးတော့တို့လာရွေးမယ်ရွေးပြီးတော့တင်ပြီးပြီဆိုလို့ရှိရင်အဲ့ဒါလောက်ရမှာပေါ့နော်ဟိုထောက်ပါကွင်းတက်လောက်ရမှာပေါ့ပြီးတဲ့အခါကျတော့နောက်တစ်ခုကတော့ဒုတိယအဆင့်ကသူကဒီသက်ဆိုင်ရာခရိုင်ရဲ့အလုပ်သမားနဲ့အလုပ်ကင်ရှာဖွေရုံးနေမှာစီးရင်သွားပြီးတင်ရမယ်ဆိုတော့ဒါအခြေခံတစ်ချက်ပေါ့နောက်အဲ့ဒါအတွက်ကဟိုဦးနာက ဟိုလောက်ရမဲ့လုပ်ငန်းစဉ်အစဉ်အဆက်ဆိုရင်တော့6 6ချက်ရှိတာဗောနော်ပထမဆုံး agency လားအလုပ်ရှင်တွေလားအဲ့ဒါတွေကနေပြီးတော့ခုနသတ်မှတ်ထားတဲ့ဒီစခန်းနေမှာရှိတဲ့အဲ့ခုနအလုပ်ထွက်လုပ်မဲ့ဒုက္ခသည်တွေကိုလာပြီးတော့အာဘလို့ဖော်မလဲဒါရောက်ရွေးချယ်ရတဲ့သဘောပေါ့ပြီးတဲ့ခါကျအဲ့စီးရင်တွေကိုခုနနံပါတ်1အနေနဲ့ကသက်ဆိုင်ရာခရယာယုံနေမှာသွားပြီးတော့ခုနဒီအလုပ်ရှင်တွေကိုယ်တိုင်တွေကသွားပြီးတင်ပြမယ်နောက်နံပါတ်3အနေနဲ့ကျတော့အာခရင်အရာရှိရနေပြီးတော့ခွင့်ပြုချက်ပေါ့နော်အဲ့မှာသူတို့ဖောင်း အာ A1 ထင်တယ်အဲ့ဒီဖောင်ပုံစံအဲ့ဒါကိုသူတို့ဖြည့်ဖြည့်ပြီးတော့တင်ရမယ်နောက်ပြီးတော့မှတခါအဲ့ဒီလူတွေကနောက်ခုနပြောတဲ့အလုပ်ရှင်တွေနဲ့ဒီ agency ရဲ့အကူအညီနဲ့ပဲခုနနောက်တဲ့ဖောင်တစ်ခုသုံးအောင်မယ်အဲ့ဒါက RT1 ဆိုတဲ့ဖောင်ပေါ့အဲ့ဒါသုံးပြီးတော့ဒီနေထိုင်ခွင့်အတွက်ပေါ့နော်အဲ့ဒါအဲ့ဒါအတွက်တောင်းအောင်မယ်အဲ့ဒါပြီးရဆိုလို့ရှိရင်သူတို့ကဒီ ပြည်နယ်ကနေထွက်ခွာလာပြီးပြီဆိုရင်တို့စခန်းကနေပေါ့နော်စခန်းရှိတဲ့ပြည်နယ်ကထွက်လောက်ထွက်ခွာလာပြီးပြီဆိုလို့ချင်းတို့သွားလုံးမဲ့နေရာမှာရှိတဲ့အဲ့ဒီခရိုင်ရုံးမှာအာပြောရမယ်ဆိုလို့ရှိရင်တော့ဟိုတို့လုံခြုံရေးဒီဟိုပါပေါ့ပြည်ထရေးဌာနနဲ့ဆိုင်တဲ့အမှတ်ပုံတွေရုံးမှာတို့ကဒီအကြောင်းကြားပြီးတော့နေထိုင်ခွင့်လောက်အောင်ပေါ့နော်အဲ့လိုမျိုးလောက်အောင်နောက်ပြီးတဲ့ခါကျတော့ကနံပါတ်5ကတော့တို့ကကျမကြီးစစ်တဲ့ဟာရဲ့အဲနောက်ပြီး ကျမိုင်အာမခံလုပ်တရားပေါ့အဲ့ဒါတနစ်စာပေါ့နော်အဲ့လိုလုပ်ပြီးတော့မှနာဟိုဝက်ပါမီကတနစ်စာအဲ့ဒါမျိုးရမှာဖြစ်ပါတယ်ဆိုတော့ဒီဝက်ပါမီရပြီနေတိုင်းဝင်ရပြီเนาะကျန်တဲ့အပိုင်းကထုံစံတိုင်းအဲကျွန်တော်တို့ဒီရွှေပြောင်းလူသမားတွေတားမှုလဲနိုင်ငံသားတွေလုပ်နေတဲ့လိုမျိုးပုံစံအတိုင်းပဲ3လတစ်ချိန်တော့သူကပုံမှန်အကြောင်းကြားပေးရမယ်ခိုင်နာပြည်သေးရေပေါ့เนาะပြည်သေးရေပေါ့ စခန်းနေမှာဒုက္ခရဲ့စခန်းနေမှာတော့ဒီဒုက္ခရဲ့စခန်းတွေကိုအုပ်ချုပ်တဲ့စခန်းကော်မတီဆိုတာရှိတာဗောလေဒီမှာအော်ဆော်တွေဘာတွေဒီလိုမျိုးပြောကြတာဗောကျွန်တော်လက်တော့ရဲ့စခန်းမှာနေခဲ့တော့ဒီအော်ဆော်တွေရပဲအုပ်ချုပ်တာပဲဆိုတော့အပြင်ထွက်ခွာခွင့်ဆိုတာအလုပ်လုပ်ရဲ့ဖြစ်ဖြစ်ကျမရေးကြောင်ပဲဖြစ်ဖြစ်အပြင်ထွက်ခွာခွင့်ဆိုသူတို့ရဲ့ခွင့်ပြုချက်ယူရတယ်ဗောနော်အခက်ခဲကတော့ဘုန်းနေနဲ့ဟိုဗောနော်ဒါကျွန်တော်အမြင်ပြောပြရမယ်ဆိုလို့ရှိရင်တော့သူတို့ကသူတို့နဲ့ထိတွေ့ဆက်ဆက် ူတဲ့လုပ်ငန်းမျိုးတွေကိုတို့သွားလုပ်ရတယ်ဆိုလို့ရှိရင်တော့လေတမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဥပမာအဖြစ်စခန်းမှာနေတဲ့လူအများစုရေလုံငန်းနဲ့ပတ်သက်ပြီးတော့လေဒီမှာလူတွေကလုံနေတော့ရေလုံငန်းမှာသွားလုပ်ရမယ်ဆိုလို့ရှိရင်အဲရေလုံငန်းနဲ့ပတ်သက်တဲ့ရေလုံငန်းကြီးအန္တရာယ်ရှိတဲ့လုပ်ငန်းဝင်ဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်တဲ့ခုနကပြောတဲ့လိုအပ်တဲ့ဟိုအခြေခံသင်တန်းတွေပေါ့နော်အဲ့ဒါတွေတို့မှရှိထားမှသာနောက်ပြီးတော့သတိထားမယ်အချက်တွေပေါ့နော်ဒါတွေအကုန်လုံးကိုဟိုတို့အနေနဲ့သိထားပြီးတော့မှလုပ်ရင်ပိုကောင်းတယ်ဒါလည်းအလုပ်ခွင့်မဝင်ခင်မှာခုနကပြောတဲ့ အာအလုပ်ရှင်ကနေပြီးတော့ဒီလုပ်ငန်းဝင်နဲ့ပတ်သက်တဲ့ဟာကိုကျွမ်းကျင်သူတွေနဲ့အတူသင်တန်းပေးတာဟိုဘယ်လိုခေါ်မလဲသူတို့အတွက်အာလိုအပ်တဲ့မုံမှန်မှုပေးနိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းမယ်ဒါကတော့အခက်အခဲဖြစ်နိုင်နေရတယ်နောက်တစ်ခုကတော့ဒီထုတ်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အဲ့လိုဆက်အောင်လုပ်မှလုပ်တဲ့လူတွေဆိုလို့ရှိရင်လည်းဆက်ရန်နေရာတွေကင်တွေ့တဲ့ကိစ္စတို့အဲဒီလိုကိစ္စတွေနောက်ဘာသာစကားနဲ့ပတ်သက်လို့ကတော့ကျွန်တော်ဟိုစပါတော့လုံဟိုဒုက္ခဆယ်တွေကတချို့တွေဆိုလို့ရှိရင် ့ဘာသာစကားကိုထိုင်းဘာသာစကားကိုရကြတဲ့လူတွေများတဲ့အတွက်ဘာသာစကားနဲ့ပတ်သက်တဲ့ဟာကြတော့ကျွန်တော်တို့အစိမ်းရွှေပြောင်းလို့တမအစ်စ်တွေလို့မဟုတ်ဘူးလို့ထင်တာပဲအဲ့ဒီအတွက်ကြောင့်မလို့ဆက်သွဲတဲ့အခါမှာတော့အလုပ်ရှင်တွေပဲဖြစ်ဖြစ်သူတို့မန်နေဂျာတွေပဲဖြစ်ဖြစ်အဲ့ဒါတော့အဆင်ပြေနိုင်တယ်အဲခုနလုပ်ငန်းကြောင့်ကြောင့်ဆိုင်ရအဲ့ဒါလေးကိုတော့တော်ရစကမှာအကြိုင်းနေကြတဲ့လူတွေဖြစ်လို့ကြောင့်အဲ့ဒါတော့အဲ့ဒီအတွေ့အကြုံလေးတော့သူတို့လေးလာတင်ယူပြီးတော့မှလှုပ်လှုပ်ဖို့လိုမှာပေါ့နော်အဲ့ဒါတော့ဖြစ်နိုင်တဲ့ဟာလေးတွေပါ